ခရီးပြည်နဲ့ဒီမော့ဆိုနဲ့ဖရူဆိုမှာရှိတဲ့စစ်ပေးဒုက္ခတဲ့စခန်းအများစုမှာရေရှားပနေပြီးတောက်သုံးရေခက်ခဲနေတာကြောင့်အကူအညီလိုအပ်နေတယ်လို့ဒေသခံလူမှုကွန်ရက်အဖွဲ့တွေကပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းကတောက်သုံးရေကန်တွေမှာရေခန်းချောက်လာပြီးရေခက်ခဲလာတာကြောင့်လူမှုကွန်ရက်အဖွဲ့တွေကကူညီပေးနေရတယ်လို့ဒုက္ခတဲ့ရေကူညီပေးနေတဲ့ကင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့ KHAI ရဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ကိုခုရဲကပြောပါတယ်ရှစ်စဲရခနဝွကျေလောက်ကိုရေရှားပါတဲ့ပြဿနာကြီးကြုံနေရတယ်ပေါ့နော်။ရှောင်းတဲ့နေရာတွေခက်မမြတ်ကလည်းရေရင်းမြင့်မရှိတဲ့နေရာဖြစ်တယ်ပေါ့နော်။ရေသွားခတ်ဖို့ဆိုရင်ကားတွေအဲလိုမျိုးတွေထော်လာကြီးနဲ့တတဲရတယ်ပေါ့နော်။ရှိတဲ့ရေရေမြင့်တဲ့လည်းဒါနဲ့တော့မလုံမလောက်ဖြစ်တဲ့အလဲကျတဲ့ရေခတ်တဲ့အပိုင်းလည်းရှိတယ်ပေါ့နော်။အခက်အခဲတော့တော်တော်ကြုံနေပေါ့နော်။ စပေးတုတ်ကတဲ့စကန်နစ်ကိုတွားရကူညီရမှာလဲလန်ခီလုံချုံစိတ်မချရတာကြောင့်အခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မိုးရာသီကတိုးလောင်ထားခဲ့တဲ့တောက်သုံးရေတွေနေပါလာပြီးတချို့စကန်တွေမှာတောက်သုံးရေပြတ်တောက်တဲ့အထိဖြစ်နေတာပါ။စပေးတုတ်ကတဲ့အများစုရှိရာနေရာတွေမှာရေရင်းမြစ်ရှာပါပြီးတောက်သုံးရေခက်ခဲနေတာကြောင့်ဒေသခံတွေနဲ့စပေးဒုက္ခသည်တွေဟာအကန့်အသတ်နဲ့သာရေကိုခတ်ယူသုံးစွဲနေရတယ်လို့ပရူโซမြို့နယ်ဒေသခံတအူးကပြောပါတယ် အဲ့မတော့ပတ်တိဟာနဲ့ရှိပရော့ဆိုပြီးမြန်လာပဲအခုကရင်းနေနေရှိသေးတယ်ဒီလာပိုင်းဆိုရင်အကုန်ခန်းသွားမှာအဲ့ချိန်ကျရင်ခွက်လေးနဲ့ပဲခက်ရတော့မှာညချိန်နဲ့သွားခက်ရမယ်မနဲ့သွားခက်ရင်သူများကလည်းမပြီးတော့ဘူးပေါ့နှွေရသည့်ချိန်မှာရေရှားပမှုကိုနှစ်စဉ်ကြုံတွေ့နေကြဖြစ်ပေမဲ့ဆရာနာတင်ပြီးနောက်ပိုင်းစကမ်းအများစုရွှေ့ပြောင်းနေထိုင်ရအများစုမှာတောက်သုံးရေကန်တူးဖို့ဖို့ခက်ခဲနေတယ်လို့ဆိုပါတယ်ဒါအပြင်စပေးဒုက္ခတဲ့စကမ်းတွေကိုမကြခဏပြောင်းရွှေ့နေထိုင်ရတာကြောင့်ခက်ခဲနေကြတာပါ လူမှုကူညီရေးအဖွဲ့တွေကရေတပ်ယူရေးကူညီပေးနေသလိုစစ်ဘေးဒုက္ခသည်တွေကလည်းရေရှိရာနေရာတွေမှာဆိုင်ကယ်ထော်လာကြီးတွေနဲ့တပိုင်းတနိုင်သွားရောက်သေးယူပြီးအသုံးပြုနေရတယ်လို့ဆိုပါတယ်။ဒါအပြင်ရေတိုးလောင်ကန်တွေစောက်ဖို့ကူညီပေးတာတွေရှိပေမဲ့အခက်အခဲတွေရှိနေစေလို့ဆိုပါတယ်။ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့ KHAI ရဲ့၂၀၂၄ခုနှစ်အောက်တိုဘာလထုတ်ပြန်ထားတဲ့စင်းရဒီမော့ဆိုမြို့နယ်အရှိတ်ဘတ်ချမ်းမှာ စပေးဒုက္ခတဲ့စကန်22ခုရှိပြီးအဲ့ဒီမှာခိုးလုံနေတဲ့အိမ်တော်စု1500ကျော်ကလူရည်စုစုပေါင်း9300ကျော်ရှိပါတယ်။ဒီမိုးစုံမြို့နယ်အနောက်ဘက်ခြမ်းမှာစပေးဒုက္ခတဲ့စကန်142ခုရှိပြီးအိမ်တော်စု9000ကျော်ကလူရည်3000ကျော်ရှိပါတယ်။ဒါအပြင်ဖရူစုံမြို့နယ်မှာစပေးဒုက္ခတဲ့စကန်56ခုနဲ့အိမ်တော်စု4000နီးပါးရှိပြီးစပေးဒုက္ခတဲ့1800ကျော်ရှိကြောင်း KHAI က2024ခုနှစ်အောက်တိုဘာလကထုတ်ပြန်ထားပါတယ်။ကြားပြည်နယ်ကစစ်ပေးဒုက္ခသည်စခန်းအများစုမှာရေရှားပမှုပြဿနာနောက်ဆက်တွဲကြောင့်အိမ်မွေးတိရစ္ဆာန်တည်ဆုံးမှုလည်းများလာတယ်လို့စစ်ပေးဒုက္ခသည်တွေကပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလတွင်တိရစ္ဆာန်တည်ဆုံးမှု10ခန်းတိရှိခဲ့တယ်လို့ဆိုပါတယ်။ရေရှားပမှုကြောင့်တိရစ္ဆာန်တည်ဆုံးမှုနှစ်ဆင်ကြုံတွေ့နေရတဲ့ခြေအနေကတစ်နှစ်တည်းတစ်နှစ်ပိုများပြားလာတယ်လို့ပရူဆိုမြို့ဒေသခံတွေကပြောပါတယ်။ ရေချောင်းမလို့ကျွဲတွေနွားတွေတနည်းချက်တနည်းတရာမှာ30ရာခန်းတော့လောက်ဆုံရှုံရပြီးတော့40ရာခန်းတော့လောက်ကနေမိုင်းတွေအဲ့ဒါကျွေးထဲကြတာလောက်ကန်ထဲကြတာတွေတချို့ကကျတော့ဆစ်ရှောင်ရလို့မကြောင်းနိုင်တော့ဘယ်နဲ့ဟိုပျောက်ရှာတာတွေတော့ရှိတယ်ပေါ့နော်အခုနွေရာသီတွင်တောက်သုံးရေအတွက်တိုးလောင်ထားတဲ့ရေကန်တွေမှာလည်းရေခန်းနေပြီးဖြစ်တယ်လို့ရေရင်းမြစ်ရှားပါတာအပြင်ရေတဲယူရမှာလည်းလန်ခီခက်ခဲမှုနဲ့အတူ ကုန်ကျစရိတ်ကြီးမြင့်တာတွေကြောင့်ပုံမခက်ခဲတဲ့စိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့ဒုက္ခတဲ့အရေးကူညီပေးနေသူတွေကသုံးသပ်ကြပါတယ်။ကြရားပြည်နယ်တွင်စပေးဒုက္ခတဲ့စခန်း328ခုရှိပြီး စပေးဒုက္ခတဲ့ကိုတောင်ခွဲနီးပါးရှိတယ်လို့ KHAI ရဲ့2024ခုနှစ်နိုဝင်ဘာလကထုတ်ပြန်ချက်အရသိရပါတယ်ရှင်။